ဝမ်ပနွေနဲ့ဒူးချောင်းသားတခါတော့ငါဒူးချောင်းသားလေးတယောက်ဟာရွာငယ်လေးတရွာမှာနေလေတယ်သူဟာနေ့စဉ်သူ့ရဲ့ဒူးတွေကိုတောနဲ့နီးတဲ့အနားကစကြက်ကိုပိုးလေးရှိလေတယ်တနေ့မှာတော့သူဟာမကောင်းတဲ့အကြံတစ်ခုကိုရလိုက်လေပြီးတော့တပင်တပင်ပေါ်တက်ပြီးကူညီကြပါကူညီကြပါဝမ်ပနွေလာနေတယ်လို့ကြွေးကြော်လိုက်တယ်ရွာသူရွာသားတွေက ူကိုအကူအညီပေးမလို့လာခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီမဝန်းပလေမရှိဘူး။ကောင်လေးကသူတို့ကိုရေးလိုက်တယ်။သူကပြောဖို့အတွက်စမ်းနောက်ခဲ့တာလို့ပြောလိုက်တယ်။ရွာသားတွေပြန်သွားကြတယ်။နောက်တနေ့မှလည်းသူဟာတပင်ပေါ်တက်ပြီးကူညီကြပါ ကူညီကြပါဝန်းပလွေတွေလာနေတယ်လို့ထပ်အော်ပြန်တယ်။ရွာသူရွာသားများလည်းသူ့ကို ကူညီမလို့လာကြတယ်။ဒါပေမဲ့အဲ့ဒီမဝန်းပလွေမရှိပြန်ဘူးကောင်လေးက သူတို့ကိုရေပြန်တယ်နောက်တနေ့မှာတော့ဝင်းပလွေတကောင်တကယ်ရောက်လာလေတဲ့ကောင်လေးကအကူညီတောင်းလိုက်ပါတယ်ဒါပေမဲ့လည်းဘသူမှသူ့ကိုလာပြီးမကူညီကြတော့ဘူးနောက်ဆုံးတော့ဝင်းပလွေဟာသူနှစ်သူ၏ဒိုးတွေကိုကိုက်တက်စားလိုက်ပါတော့တယ်